ဖုန်းနဲ့တီးပြီးချိန်လို့ရတဲ့ကြိုးလေးပြပေးမယ်ဒါလေးကတော့ဖုန်းနဲ့တီးပြီးချိန်ပြီးကြည့်တယ်ကြိုးလေးပဲဖြစ်ပါတယ်သူကဖုန်းအမျိုးအစား၃မျိုး၃မျိုးစလုံးတုံးလို့ရပါတယ်ဒီမှာ micro android ဖုန်းဆိုရင်တော့ micro usb ခေါင်းနဲ့တုံးလို့ရတယ်လို့နောက်ပြီးရင် type c ခေါင်းဆိုရင် type c ခေါင်းနဲ့လည်းတုံးလို့ရပါတယ်ပြီးရင် iphone ဆိုရင်လည်း ios ခေါင်းနဲ့တုံးလို့ရပါတယ်နော်သူကကျိုးကျိုးလေးခေါင်းလေးတစ်ခါတည်းပါပြီးသားဖြစ်တဲ့အတွက်နော် အဲ charging ကျိုး data ကျိုးလည်းမလိုအပ်တော့ပါဘူးတခါတည်းပါပြီးသားဖြစ်တယ်။ဒါအပြင်မှာတူကကြတော့ဒီ USB ခေါင်းကကြတော့ဒီကျိုးလေးကို power ပေးရတာဖြစ်ပါတယ်။ကိုယ့်ရဲ့ဖုန်းအားသွင်းကောင်းဖြစ်ဖြစ် power bank နဲ့ဖြစ်ဖြစ်ကြွားပြီးတော့ဒီကျိုးကို USB ခေါင်းကနေတစ်စင်း power ပေးလို့ရတယ်။နောက်ပြီးတော့ဒီခေါင်းကကြတော့ HDMI ခေါင်းပေါ့နော်။ HDMI ခေါင်းကကြတော့ TV ရဲ့ HDMI ပေါက်မှာထိုးပြီးတော့သုံးရမှာဖြစ်တယ်။ TV မှာ HDMI ပေါက်ပါရပါပြီ။ဘယ်တီဗီဖြစ်ဖြစ်ရတယ်။ ရိုးရိုးတီဗီပဲဖြစ်ဖြစ်စမတ်တီဗီပဲဖြစ်ဖြစ် HDMI ပေါက်ပါရင်ထိုးပြီးတော့တုံးလို့ရပါတယ်အတန်ဆိုရင်လည်းဒီမှာဒီကောင်းလေးကိုတီဗီမှာထိုးပြီးတော့ USB ကောင်းလေးနဲ့ပါဝါပေးလိုက်ပြန်ဆိုရင်တော့ဒီတူးကနေထိုးလို့တဲ့ Bluetooth ကိုဖုန်းကနေရှာပြီးတော့ချိတ်လိုက်ပါမယ်ဒါဆိုရင်တော့ဖုန်းကအတန်နေပြီးတော့ဒီကျိုးကိုရောက်ရှိသွားပြီးတော့တူးကနေစီးတီဗီထဲကိုဝင်သွားပြီးတော့ဖုန်းကအတန်တီဗီမှာထွက်မှာဖြစ်ပါတယ်ပြီးရင်ရုပ်ထွက်အနေနဲ့ကလည်းသူက 2K ပေါ့နော် 2K resolution 60 frame rate per second အထိ supporting ပေးထားပါတယ်။ကြိုးနေဖြစ်တဲ့အတွက်လုံးဝမထစ်ဘူး။ပြီးတော့ video ကအလျားလိုက်ဆိုရင်အလျားလိုက်တိုင်းပုံမယ်။ down လိုက်ဆိုရင် down လိုက်တိုင်းပုံမှာဖြစ်ပါတယ်ခင်ဗျ။ A wonderland where anything you can imagine is possible. As long as you